အနီကအတွက်ချင်းစီပရိသတ်တွေကိုတောင်းပန်လိုက်ဆိုပြီးချက်စင်ကိုနားချလာတဲ့မာစကပရိသတ်များလုံးပဲမိန်လာပါများဘလူးလိုင်းယွန်ခင်းကနေပြန်လဲကြိုးလိုက်ပါရင်ဒီတစ်ပတ်အသင်းကြီးတွေချန်ပီယံလိဝင်ဝင်တိုက်ပွဲဝင်နေကြတဲ့အသင်းတွေတော်တော်များများခြေချော်ခဲ့ကြသလိုချဲစီအသင်းကလည်းဒီထဲမှာတသင်းအပဝင်ဖြစ်ခဲ့ရပါရင်ချဲစီကနီကောင်စင်ကိုဝေးပွဲမှာတွားရကစားခဲ့ရတာဖြစ်လို့ခက်ခဲကြမ်းတမ်းတဲ့ပြိုင်ဘက်ကိုအနိုင်ယူဖို့ခက်လိမ့်မယ်ဆိုတဲ့ထင်ကြေးပေးဖို့ရှိခဲ့ကြပါရင်ဒီကိစ္စမှာလည်းချဲစီကစားသွားခဲ့တာပရိသတ်တွေထင်သာတာထက်တော်မှာပိုဆိုးနေပါရင် ဒူးစီနဲ့ရှုံးခဲ့ရတဲ့ဒီပွဲအစဉ်ကြောင့်ချဲစီဟာအခုဆိုရင်အဆင့်9နေရာထိကျဆင်းသွားခဲ့ရသလိုအဆင့်6နဲ့9နေရာတွေမှာအသီးသီးရပ်တည်နေကြတဲ့ဗီလာဖော်ရက်တွေရဲ့ဖိအားပေးခြင်းကိုလည်းခံနေရဆဲဖြစ်ပါတယ်။လက်ချန်နှပွဲကျန်ရှိနေသေးတဲ့ဆိုပေမဲ့ချဲစီအတွက်နှပွဲစလုံးကိုအနိုင်ရမှဖြစ်မဲ့အနေအထားကိုရောက်ရှိသွားခဲ့ရပြီဖြစ်ပါတယ်။လောရကန်ရအတော်လေးကိုချက်တဲသွားရတဲ့အနေထားပါဒီကြရင်ကာဆင်နဲ့ပွဲစဉ်မှာဂျက်ဆင်ကနျူကာဆင်ကစားမကိုတဒေါန်ဆွမ်းပြခဲ့လို့အနီးကပ်နဲ့ထုတ်ပယ်ခံရရပြပါရင်ဒီအစီမှာတင်ဟာပြဿနာတွေနဲ့ရုန်းကန်နေရတဲ့ဂျက်ဆင်စီကလည်းအခုလိုမျိုးချဲစီကတူညီတဲ့အကျိုးရလဒ်တွေကိုပြန်မခံစားရသေးပါဘူး မိုင်းစကားကတော့အဆိုပါအနေနဲ့ဖြစ်ချင်းအတွက်ဂျက်ဆင်ကိုတာဝန်ယူပေးဖို့လိုပြီးပြိတ္တတွေကိုတောင်းပန်စကားပြောကြားသွားရမယ်လို့အတည်ပြုလာခဲ့ပါတယ်။စိတ်ထဲပါသည်ဖြစ်စေမပါသည်ဖြစ်စေပြိတ္တတွေကိုတခုခုပြောပြီးတောင်းပန်လိုက်လို့မိုင်းစကားကဂျက်ဆင်ကိုပြောခဲ့တာပါ။ဂျက်ဆင်အနေနဲ့မိုင်းစကားရဲ့စကားကိုနားထောင်ပြီးပြိတ္တတွေကိုစိတ်ထဲကနေလိုလိုလားလားတောင်းပန်စကားပြောကြားလာနိုင်မလား။